မင်္ဂလာပါညစီခွာစားဆောင်မနှုတ်ခုစစ်သားပါရယ်စက်တင်ဘာလ29ရက်2025ခုနှစ်ဒီနေ့လာနေ့နှုတ်ကပတ်တော်ကိုမထီမဲ့ပြီပြုသောသူသည်ပြည့်စုံလိမ့်မည်ပြည့်ညတ်တရားတော်ကိုခံကြသောသူမူကားချမ်းသာရလိမ့်မည်တုတ်တန်ချံခန်းကြီး73ခန်းငယ်73ခေါင်းရှင်ကခံကြသောသူ ဆန်ဖရန်စစ္စကိုမြို့မှာဒုက္ခတွေ့ရတော့အကြောင်းကလေးကိုပြောပြပြရှင်ကျွန်တော်တို့ကိုလိုက်ဖို့တော့ကျန်းစာကျောင်းသားဆီယာယောဘီကမော်တော်ကားကိုလမ်းမှာရပ်ထား၍ဟိုတယ်မှာအတူတင်းကိုကြပါသည် နနက်ရောက်ရင်ဆီယာတော်လေရင်ရှဲကနနက်ဆန်စားဖို့ပြောထားသဖြင့်စောစောထားကသွားဖို့ပြင်ဆင်ကြပါသည် ကားစီလုံးသွားလေကားကမရှိတော့ပါစီကံမဲစွာရထားမိခဲ့တဲ့ဖြင့်တန်ဆိုင်ရာကရွှဲသွားပါပြီတဲ့မင်းမြန်စုံဆိုင်နဲ့နောက်ဆုံးမှရဲစကန်သို့ရောက်ရပါသည်ကျွန်တော်ကပြင်းမှုမလုံးမရောက်ကြိုးစားနေထိုင်ခဲ့ပါ၏ရဲစကန်တွေအချုပ်တွေကိုလည်းကြောက်ပါ၏ထို့ကြောင့်ဖက်ရှိခံရတာမျိုးမရှိအောင်ကြိုးစားနေထိုင်ခဲ့ပါလျက် ရောက်မရောက်တော့အမေရိကန်ပြင်ကြမှာပဲရောက်ရပါသည်အမေရိကန်ရဲတွေကတော်တော်ကြမ်းတမ်းပါ၏တန်ညာတာမျိုးမရှိပါ ဥပဒေပြဋ္ဌာန်းစာအုပ်တိုင်းပဲဆောင်ရွက်ကြပါ၏အတန်တွေကအကျဉ်းကြီးနဲ့ထိတ်လန့်စရာပါပဲနောက်ဆုံးမှာတော့ဒေါ်လာငွေ800မြန်မာငွေ330ကျော်တန်ရလိုက်ပါသည်ဒါငွေမဆောင်နိုင်ရင်နှစ်ပတ်လောက်ပဲထမင်းစားမှာရှိတော့စောင့်ကြမှာပေါ့ကျွန်တော်ကိုလိုက်ပို့ရင်ဒုက္ခများတော့ဆရာလေးကိုအားနာပါသည်သို့တော်လည်းမတက်နိုင်မှုလိမ့်တော့ရှူလူရာကအမေရိကန်ရှူရာကအင်မတန်မှပြတ်သားပါသည်သူဤပြည်သူများကို ။ကုညီမဆမှုပြုပါသည်။ကာကွယ်မှုလည်းပေးပါသည်။ကလေးရွယ်မှဆ၍တန့်ကျင်ခြင်းထိအကူအညီပေးဖို့ရန်စောင့်ကြည့်နေပါသည်။ပညာရေး၊စီးပွားရေး၊ကျန်းမာရေးစသည်တို့မှလည်းထဲထဲဝင်ဝင်ကုညီပေးပါသည်။သို့တော်လည်းစီကန်းကိုလည်းအလေးထားကဥပဒေနှင့်ပေါင်းခတ်ထားပါသည်။မမနေမခွင့်မရှိပါမလင်တန်းကိုခတ်ပါသည် ထို့ကြောင့်အမေရိကန်များသည့်စည်းကမ်းရှိပါသည့်ဥပဒေကို အလေးထားကြပါသည်စဉ်းစားမိသောချက်တခုရှိပါ၏ကျွန်တော်တို့ယုံကြည်သူများကိုအစဉ်စောင့်ကြည့်နေသူတူဦးရှိပါ၏တည်လဲလင်ကိုရွေးထူမှမည်သူတည်လိုအပ်လင်မဆောက်ကူညီမည်သူတည်ချီးမွမ်းလင်လက်ခံ၍ကောင်းချီးပေးမည်သူဖြစ်ပါ၏ထာဝရရှင်ဖျားခင်ဖြစ်ပါ၏သို့တော်တင့်အနာမှာအမားလုံးလေတိမခံပဲဒဏ်ရိုက်မှာကလည်းသူပါပဲထို့ကြောင့်သူပြီးသောပြညတ်တော်များဒူးဆန်တုံးကိုတင်းချလိုက် င်းနာကြမှာပါဘုရားခင်ပြည့်ညတ်တရားကိုခံ့ညားသောသူများကတော့ချမ်းသာ၍နှုတ်ကပတ်တော်ကိုမတိမဲမီပြည့်သူများကတော့ဖြည့်ဆည်းကြပါ၏တတိပြုစင်ကြပါဘုရားအားလုံးဖြားလေးကောင်းချီးပေးပါစေ